ဇင်းအကူအမြင့်မတော်တာရေလုတော့မဲ့ KG အားလုံးပဲမင်္ဂလာပါနောက်ပိုင်းပွဲစဉ်ဒီမှာရလှပ်ပိုင်းပြန်ကောင်းလာနေတဲ့ KG တို့ကဒီတစ်ပတ်မှာတော့ဇင်းတို့ကိုလက်ခံကစားသွားဖို့ရှိနေပါတယ်အရှိမာ KG တို့နဲ့ဇင်းတို့ဟာအမှတ်ပေးစရာအဆင့်9နဲ့အဆင့်30တို့မှာအထက်အောက်ရပ်တည်နေကြတာဖြစ်ပါတယ်စင်ရိုးဟာပြီးခဲ့တဲ့နှစ်ဒီမှာခေကြီးတို့ကိုကောင်းကောင်းဒုက္ခပြီးခဲ့တဲ့အသိလို့ပြောလို့ရပါတယ်။အကြောင်းခေကြီးကပဲပိတ်တီးသွားမလား၊စင်ရိုးကပဲတင်ဆော့သွားမလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ဒီမှာတော့ဂိမ်းနဲ့စင်ရိုးအသိလို့ရှင်ပြိုင်ကြမယ်။ပရီးမီးယားလိပွဲစဉ်လေးကိုတင်ဆက်ပေးခြင်းပါတယ်။ ကကြီးရီရဲ့ဘက်မှာတရားရကစားသမားရဲ့လူမာတီနက်ဖ်တရားတော့တရှိတော့ပြီးတော့ကျန်တဲ့ကစားသမားတွေကတော့အဆုံနဲ့ရှိနေပါတယ်။အမယ်လဲကကြီးရူကတော့ပြီးခဲ့တဲ့ဗကိုးတင်တဲ့ပွဲစဉ်တုန်းကလူစင်းကိုပဲပြန်ပြီးပွဲထွက်လာဖို့များပါတယ်။တပွဲတပွဲပဲကန်နေရတဲ့ကကြီးရူကတော့ပွဲပန်းမှုတန်လည်းမရှိဘဲနဲ့အေးအေးဆေးဆေးပဲဖြစ်နေကြတာပါ။ဇေယောရူဘဘာတရားပဒနာလေးရှိနေခဲ့ပြီးတော့မီတိုမာဟင်ရှေဘူးဖော်မန်နဲ့ဝက်စတာတို့ကလည်းလွဲချော်သွားဖို့ရှိနေပါတယ် တကယ်တမ်းစင်ကာပူဘက်မှာဒေယာပတနာရေးနည်းနည်းလေးများနေတယ်လို့ပြောလို့ရပြီးတော့လူမဆုံတာတော့မှစင်ကာပူကနောက်ဆုံး၅ပွဲဆက်မရှုံးထားခဲ့ပါဘူး။ပြီးခဲ့တဲ့အပတ်မှာဆိုရင်ငှက်ကြားတို့ကိုလည်းအိမ်ဝန်းမှာချက်ဆထားနိုင်ခဲ့ပါတယ်။တည်တည်ထွေးဆမှုတွေမှာတော့ခကြီးတို့ကအတားရထားခြင်းမရှိဘဲနဲ့နောက်ဆုံး၅ပွဲမှာတပွဲပဲအနိုင်ရရှိထားတာပါ။အဲကြောင့်စင်ကာပူကနောက်ပိုင်းနှစ်တွေမှာဆိုရင်ခကြီးတို့ကိုတော်တော်လေးဒုက္ခပေးထားနိုင်ခဲ့တဲ့အသင့်နှစ်သင်းလို့တော့ပြောလို့ရနေပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဆိုရင်နှစ်ချော့စလုံးကိုအနိုင်ရထားခဲ့တာပါ။ရာသီပထမအချော့အနေနဲ့ခကြီးတို့ရဲ့အိမ်ဝန်းမှာရင်ဆိုင်ရမှာဖြစ်လို့စင်ကာပူနဲ့ဆိုရင်ရလ မကောင်းတက်တဲ့အစင်လာဆိုးကိုချစ်ဖြတ်ဖို့လည်းလိုအပ်နေပါပြီ။လက်ရှိမှာတော့ပဲခူးအသင်းကိုတော့အနိုင်ယူထားခဲ့တဲ့ KU ကလည်းရှော့တက်လို့မရပဲနဲ့ယုံကြည်မှုရအမြင့်ပိုင်းကိုရောက်ရှိနေပါတယ်။ ဘွဲကတော့နှစ်သင်းစလုံးအတွက်အသက်ပြင်းလဲကူမှမဟုတ်ဘဲနဲ့အချိန်နဲ့ကစားမယ့်ပွဲစဉ်တစ်ပွဲလိုပဲထင်မိပါတယ်။ပုံမှန်ဆိုရင်အသင်းကြီးနဲ့အလယ်လက်အသင်းတွေရဲ့တွဲဆုံမှုလို့ပြောလို့ရပါမယ်။အခုတော့ချေအီတို့နှစ်သင်းရဲ့ပွဲလိုတော့ပြောရမှာဖြစ်နေပါတယ်။နှစ်သင်းရဲ့ထိတဲ့တွဲဆုံမှုတွေကလည်းအပြန်အလှန်သွင်းတတ်ကြတဲ့ထုံးစံတော့ရှိနေပါတယ်။အဲကြောင့်ဒီပွဲစဉ်မှာတော့အပြန်အလှန်သွင်းကူတွေကိုမြင်တွေ့ရတဲ့အကြောင်းမြန်မာအဝင်ကြီးအနေနဲ့ကတော့မသေးချတဲ့ body ထက်ကိုဘော်လေးကိုပဲတိုးစော်ဖို့ရွေးချယ်ပေးလိုက်ချင်ပါတယ်။စုံလေးကြီးတွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။